မင်္ဂလာပါတီချာတင်အောင်ဖြစ်ပါတယ်တီချာတင်နေ့တင်မှာက Great Wholeness ရဲ့ Chapter 10ကိုလက်ရှိတင်နေတာ Exercise 10.3ရောက်ပါပြီပေါ့နော် Exercise 10.3ကအခုတချို့ပြန်နှွှေးမယ်ဆိုရင်သူ့မှာ method တွေရှိရယ်အရင်ဆုံးတချို့တို့ number 1အဆင့်ကမလုပ်ပေးရလဲ downgrade လို့ရလားလို့ကြည့်နော် formula နဲ့တန်းပြီး grade လို့ရလားလို့ကြည့်မယ် simple integral ဖြစ်လာကြည့်ပေါ့နော် simple integral ဖြစ်လာကြည့်မယ်ပြီးရင်အဲ့လို downgrade လို့မရဘူးနံပါတ်1အဆင့်မှာ formula အနေနဲ့ change လို့ရမလားလို့ကြည့်မယ် เนาะအဲ့ဒါဆိုရင်နံပါတ်1အဆင့်နံပါတ်3နံပါတ်3ကကျတော့အဲ့လိုမရဘူးဆိုရင်ဘာလုပ်မလဲ substitution method သုံးမယ်เนาะ substitution method ကဘာလဲလဲအမြောက်နဲ့အစားပေးထားတယ်ဆိုရင်နှစ်ခုမြောက်ထားတယ်ဆိုရင်တစ်ခုကိုရှိတ်လိုက်တဲ့အခါမှာတခြားတစ်ခုပြန်ရနေတယ်ဆိုရင် substitution method ယူထားပြီးတွက်မယ်အစားပေးထားတဲ့အထဲမှာမှာတခြားတို့အပိုင်းကိန်းမှာပိုင်းခြေကိုရှိတ်လိုက်တဲ့အခါ ိုင်းဝေရဲ့အဖြေပြန်ရတယ်ဆိုရင်ခြေရှိဝေရ L and mod ခြေဆိုပြီးတုံးခဲ့တယ်အဲ့ဒါ substitution method number 4ကကြတော့အခုဘာဘာတင်နေတာလဲလက်ရှိမှာက integration by parts ဖြစ်တယ်။အဲ့တော့ integration by parts ကကြတော့ဘာလုပ်ပြရမလဲ u နဲ့ dv နဲ့ထားပြီးတွက်တယ်။ဒါကဘယ်လိုခွဲရမလဲဆိုရင်အပေါ်ကအဆင့်နေလုံးလို့မရတာပေါ့နော်။အပေါ်ကအဆင့်နေလုံးလို့မရဘူးဆိုရင်တော့ teacher ကဘာလုပ်ပြရမလဲ integration by parts ဖြစ်တဲ့အတွက် u ထားမယ်။အဲ့တော့ u ထားတဲ့အခါမှာ u ကိုရှိမ့်မယ် dv ကို break မယ်နော်။ u ကိုရှိမ့်မယ် dv ကို break မှာဖြစ်တယ်။အဲ့တော့ ယူရှိတ်နဲ့ယူကိုရှိတ် DB ကိုဂရိတ်တဲ့အခါမှာထားတဲ့အခါဘယ်လိုထားပြရမလဲ x နဲ့တွဲပြီးမြောက်ထားတဲ့အမြောက်ဆိုရင်အများရန်ဒီ x လေးကိုမှာထားလိုက်ယူထားပြီးအတွက်သို့တော့ချွန်းချွန်းအနေနဲ့နောက်ကဒီ log ပေးထားတာဖြစ်နေရင် x ကိုရှိတ်လို့မရတော့ဘူးအဲ့ဒီခါကျရင်တော့ ln ကိုယူထားပါတော့เนาะ ln ကိုယူထားပြီးရှိတ်မယ်ပြီးရင်အမြောက် နောက်နှစ်ခုမြောက်ထားတဲ့အထဲမှာ e-power x နဲ့တွဲထားလို့ရှိရင်ဒီလိုတော့မပြောက်သွားဘူးအဲ့လိုမပြောက်သွားရင်ဘယ်နှစင်းရှိရမလဲနှစ်စင်းသုံးမယ်ပေါ့နော် integration by bus နှစ်ခုသုံးမှာဖြစ်တဲ့အတွက်မလုပ်ပြရမယ်နှစ်ခါသုံးမယ်နှစ်ခါသုံးရင်ရှိလို့ရသွားမယ်ပေါ့နော်တစ်ခါ နောက်တစ်ခုကကြတော့တချို့တို့တမ်းပြီးခြေရှိပ်ဝေရလည်းမရဘူးအဲထားလို့လည်းမရဘူးဆိုရင်တော့တချို့တို့ကမလုပ်ပြရမလဲအဲ့ဒီ 1-x တခုချိန်တာတခုပြန်မရဘူးဆိုရင် x တစ်ထပ်ပဲဖြစ်နေတယ်ဆိုရင်ယူတော့ထားမယ်ထားပြီး x တန်ပိုးလေးရှာလိုက်နော် x တန်ပိုးရှာပြီးတော့မှယူသွားပြီးအစားသွင်းမယ်ဒါက integration point parts ကိုမှတ်ရမယ်အချက်တွေဖြစ်တယ်နော်အဲ့တော့ integration by bus ကဒီတိုင်းလေးဖြစ်တယ်။နောက်တနည်းပဲကြံတော့တာပေါ့နော်။အဲ့ဒါဆိုအခု exercise ကလေးကိုတချို့ကြည့်မယ်ဆိုရင် exercise ပါက เนาะအရင်ဆုံးကြီးတဲ့အခါယူပြီးထားတဲ့အခါတချို့ရှိတ်မယ်တခုကိုရှိတ်တာတခုပြန်ရမယ်ပြီးရင်ရှိတ်လို့လွယ်တယ်ဆိုတာလေးတွေကိုရွေးချယ်ပြီးထားတတ်ဖို့လိုတယ်ပေါ့နော်ကဲအခုပုံစံကိုကြည့်အောင်မေကွန်မှာ use the integration by parts integration by parts ကိုသုံးလို့သူကမေခွန်းမှာကလေးကမလုပ်ပြီးသားလဲပြောပြီးသားဖြစ်တယ်နော်မေခွန်းမှာကလေးကတချို့ပြောပြီးသားဖြစ်တဲ့အတွက် ေးတဲ့ပုံစံလေး e လေးကိုကြည့်เนาะ e မှာက integral s e power 2s အဲ့တော့ s d x နေရာမှာရှိတာเนาะ x ဆိုတဲ့နေရာမှာရှိတာဒါဆိုရင်တစ်ထပ်ဖြစ်တဲ့အတွက်ဒီလိုပေးရင် x နဲ့မြောက်တာဆိုရင်ဘာသာ x ကိုယူထားလို့ပြောတဲ့အတွက်ဒီမှာက s ဖြစ်သွားတဲ့အတွက်အဲ့ဒီ s လေးကိုယူထားမှာဒါကြောင့်မလို့ let เนาะ u ကဘာတူဖြစ်သွားမလဲ s ဖြစ်သွားမယ်ဒါဆိုရင် dv ကဘာတူဖြစ်သွားမှာလဲ e power -2s DS ဖြစ်သွားမှာအဲ့တော့ U ကိုရှိတ်မှာလို့ပြောတဲ့အတွက် DU နော် U ရှိတ်မှာမဟုတ်လို့ DU S ကို sorry အဲ D DU ဘိုင်ဘန်နဲ့ရှိတ်မှာလဲ DS နော်ဒီဟာဒီ S ဖြစ်တဲ့အတွက် X နဲ့ရှိတ်လို့မရဘူးအဲ့တော့ S နဲ့ရှိတ်ရင်1ရတယ်ဒါဆိုဒါဟိုဘက်သွားမြောက်မှာဒီတဆင့်ကကြော်လို့ရလို့အရင်ကြော်ပေးခဲ့တယ်နော် du equal to d ds ရမယ်တခုရသွားပြီတခါဒီဘက်က integral ကကြတော့ integral db equal to the integral e power minus 2s ds ဖြစ်မှာအဲ့တော့ integral dv က b v ရမယ် integral e power minus 2s ဆိုတာ e power x ကိုရှင်း e power x e power minus 2s ကိုရှင်းရင် e power minus 2s เนาะ grade လည်းအတူတူပဲเนาะ e power minus 2s ဒါ greater ပြီးရင်ဒီချက်တော့ဘာလုပ်ပြရမလဲ အဲ့ဒီ s လေးကို -2s လေးကိုထပ်ပြီးရှိပ်ပြီးတော့စာပြရမှာဒါဆိုရင်ဘာနဲ့စာပြီးမှလဲ by -2s ကိုရှိပ်ရင် -2 မို့လို့ by -2 အဲ့ဒီ -2 ကအပေါ်ကိုမြောက်လိုက်မယ်နော် -2 ကိုအပေါ်ကိုမြောက်လိုက်မယ် by -2 အဲ့ဒါဆိုရင်ဒီချက်တို့အဖြေလေးဒီဒီ -2 ကိုအရှိကိုပို့ထားလိုက်ပေါ့နော်အဲ့ဒါဆိုဘယ်လိုလေးဖြစ်သွားမလဲ -1 by 2 e power minus 2s ရသွားမယ်เนาะကဲအဲ့ဒါလေးရပြီဆိုရင်ဘာလို့လို့ရပြီ formula ဆိုမဲ့ integral u dv equal to u b minus integral v du ဒါဆိုဒီချေလို့ဒီဘက်က formula ဒီပုံစံဖြစ်သွားမှာပေါ့เนาะပုံစံဖြစ်သွားမှာဖြစ်တဲ့အတွက် s e power minus 2s ds equal to du ဆိုတော့ union မှာပါတယ်မလဲ s เนาะ v ကကြတော့ -1/2 အဲနောက်မှနောက်တစ်ဆင့်မှပြောင်းလဲရတယ်เนาะအတဲ့အတိုင်းပဲရေးလိုက် union မှာ s ထားလိုက်ပြီးရင် -1/2 e power -2s ရမယ်ပြီးရင် minus integral เนาะ v ဆိုတော့ -1/2 e power -2s ဒီ union မှာဘာထည့်မှာလဲ ds เนาะကဲအဲ့ဒါဆိုဒီဆိုတော့ဒီမှာထပ်ပြီး grade မယ်သူ့ကိုเนาะသူ့ကိုထပ်ပြီး grade မယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲ နော်အပေါ်လေးမှဒူးလိုက်မယ်နော် equal to ပေါ့ equal to ဒီဟာလေးကတစ်ချက် -1.2 လေးကိုပါရှေ့ကိုထားလိုက်မယ်နော်အဲဆိုရင် -1.2 ပြီးရင် s e power -2 s ရမယ် minus ပြီးရင်ဒီ -1.2 လေးကိုလည်း constant ဖြစ်တဲ့အတွက် grade ဆရာမလို့နော်အဲ့တော့ရှေ့ပို့ရင် minus minus က plus ဖြစ်သွားမယ် +1.2 ပေါ့နော်အဲ့တော့ခုနလိုပဲ e power -2x ကို ဆရာ e power -2x ကို grade မှာထပ်ပြီးတော့เนาะအဲ့ဒါဆိုဘာပဲပြန်ရမှာလဲဘာပဲပြန်ရမှာလဲ e power -2s -2s ကိုစိတ်ပြီးပြန်စားဆိုတော့ by -2 c ရပါမယ်အဲ့ဒါဆိုဒီဆိုအဖြေလေးယူပါเนาะအဖြေလေးကြတော့ရှင်းဖို့ပဲကြံတာဖြစ်တဲ့အတွက်ဘယ်လိုဖြစ်သွားမလဲ equal to -1/2 เนาะ s e power -2s ဒီ minus ကဒီကိုလာမြောက်မယ်เนาะ အဲ့ဆိုရင် minus 2နဲ့2နဲ့လည်းမြောင်းလိုက်တော့ဝါမိုင်ပေါ e power minus 2s plus z ဆိုပြီးတော့မှဒါသူ့အဖြေရသွားပြီနားလည်မလား b လေးကိုဆက်ကြည့်လိုက်ရအောင်ဆိုတော့ b b မှာကကြတော့ဘာပေးထားတာလဲ ln x plus 1 နော် LN လို့ပေးထားရင်သူ့ရှေ့မှာမြောက်ဖို့ဂိမ်း1ရှိတယ်လို့မြင်လို့ပြောထားတယ်နော်အဲ့ဒါဆို LND teacher တို့က grade လို့မရဘူးဒါဆို LN ကိုဘာပဲထားမှလဲရှိတ်တာပဲထားမှရှိတ်ရှိတ်တာပဲထားမှဖြစ်တဲ့အတွက် let ဘသူ့ကိုထားမှလဲယူထားမှနော် LN ကိုအဲ့တော့ LN x +1 ဒါက u ဒါဆိုရင် db ကဘာဖြစ်သွားမလဲ db equal to 1 dx ဖြစ်သွားမယ်နော်1 dx ကြည့်အဲ့ဒါဆိုရင်ဒီချက်တို့ u ကိုရှိတ်မှာဖြစ်တဲ့အတွက် du equal to တခါလေ d by n by dx ကဟိုဘက်သွားမြောက်မှာเนาะ ln x ကိုရှိတ်ရင်1 by x ပို့လို့ ln x 1ဆိုတော့1 by x 1เนาะ1 by x 1ပြီးရင် dr လေးကိုပြန်ရှိတ်ရတယ်ဝင်မြောက်မယ်ဆိုတော့ x ကိုရှိတ်တာ1ဆိုတော့ into 1ပို့လို့မထည့်လဲရသွားတယ်เนาะ d1 ကပြုတ်လို့ရသွားပြီဒါဆိုဒီမှာအောက်ကရှိတဲ့ VDX လေးကိုဒီချက်ကဟိုဘက်ကိုပါတော့လောက်ရမယ်။သွားမြောက်ရမယ်နော်။ဝမ်းလေးကဖြုတ်ပြီနော်။ရေးပြတာထပ်ရှိရမယ်အစင်မိတ်မှာဆိုတဲ့အတွက်ဒီချက်ထည့်ပေးထားတာဖြစ်တယ်။ဆိုတော့ဒီဘက်မှာ DX ဖြစ်မယ်နော်။ရဟိုဘက်က integrate DB integrate DB equal to d integrate 1 dx ပေါ့နော်1 dx ဒါဆို integrate db ရပြီရမယ်1ကို greater က x ရမယ် ါဆိုဒီဘက်မှာ formula ဆိုမယ် integral u dv equal to u b minus integral v du ဖြစ်သွားမယ်အဲ့ဒါဆိုဒီဘက်ကအစားတွင်းတာက integral ln x plus 1ဖြစ်မယ်နော် dx equal to ဘက်က u u ကကြတော့ ln x plus 1နော် u v ဆိုတော့ v က x မို့လို့ရှေ့မှာလာရေးလိုက်မယ်အမြောက် x minus integral v ဆိုတော့ integral x နော် d u နေရာမှာဘာထည့်မလဲ d u နေရာမှာက1 by x plus 1 dx နော်အဲ့ဒါဆိုဒီချက်တော့ဒါလေးကိုကလေးတို့ကဘယ်လိုမြင်ရမလဲ x by x plus 1ဖြစ်သွားတာဒါဆို x by x plus 1ကို great မဲ့ဆိုအစားဖြစ်နေတဲ့အတွက်ခြေရှိဝေရဖြစ်သလား ခြေမှာရှိတဲ့ x+1 ကိုရှိရင်ရမှာအပေါ်မှာ x ရှိနေတယ်နော်အပေါ်မှာ x ရှိနေတဲ့အတွက်မရဘူးမရတဲ့ချက်ဘယ်လိုတင်ထားလဲအပိုင်းကိန်းငယ်သွားအောင်စားမှာဖြစ်တဲ့အတွက် x ကိုဘယ်သူနဲ့စား x+1 နဲ့စားဒါဆိုတလီဝင်မှာဖြစ်တဲ့အတွက် x+1 ဆိုရင်ဒီဟာက minus နဲ့ minus လက္ခဏာချင်းကြည်သွားတယ်ဒါဆိုဒီချက် minus 1ကျန်တယ်ဒါဆိုဘယ်လိုရသွားမလဲ1နော်1 minus 1 ဒီမှာငါရေးလိုက်တော့မယ်เนาะတခါတဲ့ x ln x plus 1 minus 2ကိုစားလိုက်တာက1အရင်ရေးတယ်ပြီးရင် minus ဒီ1ကို minus 1ကိုဘယ်သူနဲ့ပြန်စားပြီး x plus 1နဲ့စားပြီးဆိုတော့1 by x plus 1ဒါလေးကိုဝင်ခတ်เนาะအဲ့ဒါ dx အရှိမှာပါရှိမလဲ integral ရှိမယ်ရမယ်เนาะကဲဟုတ်ပြီအဲ့ဒါရပြီဆိုရင်ဒီချက်တို့2ကိုမလုပ်မယ် သူ့ရှိတ်သူ့ grain ပဲเนาะ grain ပဲဆိုတာဒါလေးပြန်ပြန်မယ်เนาะစားထားတဲ့ဟာလေးအဲ့ဆိုသူ့ grain လို့ရပြီဆိုတော့အရှိကအဖြေကတော့ဒီတိုင်းပဲထားမှာဖြစ်တယ်เนาะရှိကအဖြေကဒီတိုင်းပဲထားမှာဆိုတော့ပြန်ကူးပေါ့ပြန်ကူးဆိုတော့ equal to เนาะ equal to x ln x plus 1 minus เนาะနောက်ကကရင် grade မယ်ဆိုတော့1ကို greater x နော် minus တခါလေးထည့်လိုက်တော့မှာနော်1ကို greater x ဆိုတော့ဒီစကားတခါလေးထည့်မှာမို့လို့ minus x minus x ဒီဒီ minus ကဒီကိုဝင်မြောက်မှာဖြစ်တဲ့အတွက်ဒီ minus minus ဆိုတော့ plus ဖြစ်သွားမယ်နော် plus ဖြစ်သွားရင်ခြေကိုရှိတ်လိုက်တယ်ဆိုရင် x ကိုရှိတ်တာ1ဆိုတော့ဝေရတယ်နော်အဲ့တော့ခြေခြေရှိတ်ဝေရ ln mod ခြေမို့လို့ minus minus က plus ln mod ခြေဆိုခြေက x plus 1နော်ပိုင်းခြေ နောက်မှာ plus c ဒါပဲသူ့အဖြစ်ရနော်ရမလားကဲအဲ့ဒါဆိုအခုတချို့တို့အဖြစ်လေးကဒီကနေပြန်စားရေးနော်တချို့တော့ဒီမှာမကူတော့ဘူးနော်အောက်မှာအဖြစ်ဒီတစ်ဆက်တည်းအောက်မှာတွဲရမှာဖြစ်တယ်ဒီမှာမဆန့်လို့ဒီဘက်ကိုရေးပြထားတာအဖြစ်က xln x + 1 - x + ln mod x + 1 + c ပေါ့ရမယ်နော် ဲဟုတ်ပြီအဲ့ဆိုနောက်တစ်ပုဒ်ကြည့် CO ကြည့် C ကကြတော့ဒီမှာ functionally x နေရာမှာ d ပေးထားတယ် d နဲ့ duty ပေါ့ဒါဆိုရှေ့ရမှာက x နဲ့ရှေ့ရမှာမဟုတ်တော့ဘူး d နဲ့ရှေ့ရမှာအဲ့ဆိုတော့ဘသူ့ကိုထားမလဲတစ်ထက်နဲ့ပေးထားတယ်ဆိုအဲ့ဒီတစ်ထက်ကိုထားမှာယူထားမှာဖြစ်တဲ့အတွက် let နော် you ကဘသူဖြစ်သွားမှာလဲ d ဖြစ်သွားမှာပေါ့နော် d ဖြစ်သွားမှာဒါဆိုကျန်နေတဲ့ sin 2 duty ကဘာဖြစ်သွားမှာလဲ db ဖြစ်သွားမှာနော်ဆိုတော့ db equal to ဘာဖြစ်မလဲ sin 2 d ဖြစ်သွားမယ် dt ပေါ့သူ့ကိုရှိတ်မယ် t ကိုရှိတ်တာဆိုတော့ du equal to t ကိုရှိတ်တာ1 d d နော် d နဲ့ရှိတ်တာဒါဆိုဒီဘက်က integral db ဖြစ်မယ် equal to ဒီဘက်က integral sin 2d dt ဖြစ်မှာအဲ့ဒါဆိုဒီဘက်က integral db ရပါရမှာ b ရမှာ sin 2t ကို great ပါ sin ကို great ရင် minus cos เนาะ minus cos 2t ဖြစ်မယ်ပြီးရင်ဘာပြန်လို့ 2t လေးကိုရှိပ်ပြီးပြန်မြောက်ပြန်စားဆိုတော့ 2t ကိုရှိပ်တော့2ဆိုတော့ by 2ဖြစ်မယ်เนาะဆိုတော့ formula ဆိုမယ် integral u dv equal to u b minus integral v du ဆိုတော့ဒီဘက်ကိုအစားသွင်းတာက integral t sin 2t dt ဖြစ်မှာ equal to u ယူနီယာမှာကဒီထဲမှာเนาะယူနီယာမှာကဒီဗီနီယာမှာက minus cos 2t 2ကွန်ပိတ်မယ် minus integral v အဲ့တော့ဒီချက်ဒီ minus လေးကိုဒီလာမြောက်ပြီးတခါတည်းအပေါင်းကြီးလိုက်ပြီเนาะအပေါင်းဖြစ်သွားပြီ v နေရာမှာက cos 2t 2 du နေရာမှာဘာလာထည့်မလဲ dt ဘော 1dt ဆိုတော့ dt ထက်နော်ကဲအဲ့ဒါဆိုဒီဘက်ကဒီ minus ကိုဒီရှေ့ရှေ့ထုတ်မယ်2လေးပါရှေ့ထုတ်လိုက်မှာဆိုတော့ minus 1 by 2ကိုရှေ့ထုတ်လိုက်ကလေးလို့เนาะအဲ့ဒါဆိုဘာကြံမလဲနောက်က d cos 2t ဖြစ်သွားမှာပေါ့เนาะအနောက်က grade man ဟာက1 by 2ကိုဒီချက်အရှိထုတ်မှာဘာလို့လဲ constant ဖြစ်တဲ့အတွက်เนาะအဲ့တော့ရင် cos 2t ကို grade မှာ cos ကို greater sign เนาะဆိုတော့ sin 2t အဲ့ဒီ sin 2d ကဒီ 2d ကိုရှိပ်ပြီးတော့ပြန်စားဆိုတော့ sin 2အဲ့ဒီ sin 2ကိုဒီချက်ကဒီကိုလှမ်းပြီးလာမြောက်လိုက်တော့မယ်နော်ဆိုတော့ sin 2ကိုဒီကိုလာမြောက်လိုက်ရင်ဘာဖြစ်သွားပြီ sin 4ဖြစ်သွားမယ်နားလည်ရဲ့လားပြန်စားမဲ့ sin 2ကိုဒီချက်ဒီမှာလာမြောက်လိုက်တယ် sin 4 c ဒါဆိုအဖြစ်ရသွားပြီဒီချက်နောက်တစ်ဆင့်မရေးချင်တော့လို့ဒီခါလေးရေးလိုက်တာနော်နောက်တစ်ခုကြည့်ပါနော်အဲ့ဆိုတော့နောက်တစ်ခုကကဲ နားလည်နေပြီဆိုတော့ကလေးတို့ లై ပြောကြည့်ဒါလေးကတကယ်လို့မလုပ်လို့ရမလဲ x နဲ့ပေးထားတာဖြစ်တဲ့အတွက် x ကိုယူထားဒါလေးကို db ထားမှာเนาะအဲ့ဒါဆိုရင် let let u equal to the x ထားမယ် u equal to x db ကဘာလို့ဖြစ်သွားမလဲ db equal to the 2 power x dx ဖြစ်မှာ ဆိုတော့ u ကိုရှိတ်မယ် x နဲ့ရှိတ်မှာဖြစ်တဲ့အတွက် du equal to x ကိုရှိတ်ကိုရှိတ်တာ1 1 1 dx ဆိုတော့တချက် dx ပဲရေးတော့မယ် equal to 1ထည့်မရေးတော့ဘူးเนาะ integral ဒီဘက်က db equal to integral 2 power x dx ဖြစ်မယ် integral db က v 2 power x ကို greater than 2 power x by ln 2 เนาะ x ကိုပြန်ရှိပ်မှာက1ဖြစ်တဲ့အတွက်ထည့်စရာမလိုတော့ဘူးเนาะအဲ့ဒါဆိုရင်ဘာပဲကျန်တော့လဲအောက်မှာ ln 2ပဲပေါ့ integral u dv equal to uv minus integral v du เนาะဆိုတော့ဒီဘက်က formula ဒီပုံစံဖြစ်မှာမို့လို့ x 2 power x dx equal to u က x v ကပါလဲ into ပေါ့နော် into 2 power x by ln 2 minus integral v နေရာမှာ2 power x by ln 2မဖြစ်မလဲ d u နေရာမှာ dx ကဲအဲ့ဒါဆိုဒီအရှိကတော့ဒီချက်တို့က ဘာမှလုပ်ပြမလို့တော့ဘူးအနောက်ကဘာလုပ်မှာလဲ grade မှာเนาะအနောက်က grade မှာဆိုတော့ dln2 ဆိုတာရှေ့မှာလဲပါခဲ့ပြီ ln မှာ x မပါဘူး x မပါရင် constant ဖြစ်တယ်เนาะ constant ဖြစ်တဲ့ function မဟုတ်ဘူးဒါကြောင့်မလို့အဲ့ဒီ ln2 ဒီရှေ့စရာ a grade ဆရာမလို့ဘူးเนาะ ln2 က grade ဆရာမလို့တဲ့အတွက်ဒီရှေ့ကဒီတိုင်းပြန်ကူးဆိုတော့အရှိကိုဒီအပေါ်လေးတွက်ပေးမယ် equal to အရှိကကျတော့ x into 2 power x by ln 2ပဲ minus နောက်ကကျတော့တချက်ဒီမှာမြောက်ဖို့ gain 1ရှိမယ်ဒီပိုင်းချီလေးဒီ constant ဖြစ်တဲ့အတွက်1 by ln 2ဒီ constant grace ရမလို့ဘူးเนาะအဲ့တော့1 by ln 2ကိုရှေ့ထားလိုက်တယ်နောက်ကဘသူ့ကို grade မှာလဲအဲ့ဆိုတော့2 power x ကိုပြန် grade ရင်ဘာပြန်ရမှာလဲ2 power x by ln 2 အမှုပေးရမှာပေါ့နားလည်မယ်နော် plus c ဒီလိုဖြစ်သွားမှာအဲ့ဒါဆိုရင်ဒီချေလိုက ln2 နှစ်ခုဆိုတော့နှစ်ခုမြောက်ပြီးတပေါင်းနဲ့ရေးချင်ရင်နော်အဲ2 power x by ln2 the whole square လို့ရေးလို့ရတယ်ဒီချေမမြောက်တော့ဘူးဒီအဆင့်မှာပဲထားလိုက်တော့မယ်အဖြစ်သဘောပေါက်ရလား e ကကြတော့ကဲဒါလေးကိုကြည့်ပြီးကလေးတို့ပြောပေးကြည့်ဒီချေဘယ်ဟာကိုဘာထားမလဲဘယ်ဟာကိုဘာထားမလဲဒါလို့ဆိုမြင်တတ်ပြီဆိုတော့ let's u ကဘာဖြစ်သွားမှာလဲ x ဖြစ်သွားမှာ dv ကကြတော့ okay အဲ့တော့ဆိုဒီဘက်က du ကိုရှေ့ရင်ပါရမယ် du equal to 1 dx မို့လို့ dx ပဲရေးတော့မယ်ဒီဘက်ကို downgrade လိုက်မယ်เนาะ dv ကို greater က v ရမယ်ဒီဘက်ကိုကြတော့ integral cos phi x dx เนาะအဲ့ဆို equal to cos ကို cos ကို greater sin ဆိုတော့ sin 5x နောက်မှာ 5x ရှိတဲ့အတွက်ရှိပ်ပြီးစားဆိုတော့ sin 5x ကိုရှိတာက5မို့လို့ sin 5เนาะ formula ရေး integral u dv u dv equal to u v minus integral v du เนาะဆိုတော့ဒီဘက်ကဘာဖြစ်သွားမှာ x cos y x dx ဖြစ်မှာ equal to uv ဆိုတော့ u နေရာမှာက x v နေရာမှာက sin 5x 5 minus integral ပါထည့်မယ် sin 5x 5 du နေရာမှာ dx เนาะအဲ့ဆိုရင်ဒီဆိုလိုဒီရှိကတော့1.5လေးရှိပို့ခြင်းရတယ်ဆိုတော့1.5နောက်က x into sin 5x ဖြစ်မယ် minus เนาะဒါလဲ1.5လေးကိုတစ်ချက်ရှိပို့မယ်1.5 sin ကို greater minus cos minus cos ဆိုတော့ minus minus ပို့လို့ဒါလီက plus ဖြစ်သွားမယ်နော် plus cos 5x ဘာပြန်လဲ 5x ကိုရှိပ်ပြီးစားတော့ by 5 plus ဒါပဲအဲ့တော့ခုနလိုပဲ d5 ကမြောက်ပြီးခြင်းရင်1.25တဆင့်ရေးပြီးလိုက်နော်မြောက်ခြင်းရင်ပေါ့မြောက်ခြင်းဆိုတော့ဒီရှိခါတော့ 1.5x sin 5x ပဲရမှာ plus နောက်ကမြောက်လိုက်မှာဒီချက်အဲ့ဒီနှစ်ခုကိုနော်မြောက်လိုက်တော့ဘာဖြစ်သွားမလဲ1.25ဖြစ်သွားမှာပေါ့နော်1.25 cos 5x plus c ဆိုပြီးတော့မှဒါသူ့အဖြေကိုရပါပြီနော်အဲ့ဒါဆိုချက်တော့ f တပုတ်ပဲချက်မယ်နော် f ကိုဆက်ကြည့်ရအောင်ဆိုတော့ f ကိုကြည့်ကဲကလေးတို့ဘယ်လိုတွေ့လဲ f မှာက F မှာဘလို့တွေ့လဲရှေ့မှာ notes တွေကြီးခဲ့တဲ့ကလေးကဒါလေးကြီးတာနဲ့သဘောပေါက်မယ်နော်။မာနဲ့တွဲထားပြီလဲ e power x ရယ် cos ရယ်နဲ့ function တစ်ခုမမယော့သွားမယ်ပေါ့နော်မယော့သွားမယ် function ပေးထားတာတကယ်လို့ e power x ကိုမှ x နဲ့တွဲတာဆိုရင်တော့ x ကိုရှေ့ရန်ယော့မှာနော်ယော့သွားမှာဒါမှမဟုတ်အဲ cos x ကို boss x ကို x နဲ့မြောက်တာဆိုရင်လည်းဒါလေးပြီးရှင်းရင်ရော့မှာဒါကပုံစံတစ်မျိုးเนาะဒါဆိုတဆင့်အခုဒီမှာ e power x ရဲ့ cos ရဲ့ function တစ်ခုဒီမရော့တဲ့ဟာကိုပေးထားရင်ဘာဖြစ်သွားလဲနှစ်ဆင့်တွဲရတော့မှာလို့သိရမှာเนาะ integration by boss နှစ်ဆင့်သုံးမယ်နာမည်ပေးပြီးတွဲမယ်အဲဆိုတော့ဒီတွဲရမယ်ကိုလိုချင်တဲ့ integral ကိုဘာထား i လို့နာမည်ပေးလိုက်မယ်เนาะတစ်ချက် let เนาะ အိုင်လို့ထားပြီးတွက်လိုက်ဒါဆိုတီချာတို့အိုင်ကိုရရင်အဖြေရပြီပေါ့နော်အိုင်ရရင်အဖြေရပြီကိုလိုချင်တဲ့ integral e power x cos x dx နော်ဒါကပုံစံအဲ့ဒီပုံစံကပိုလိုချင်တာဖြစ်တဲ့အတွက်ဒါကိုရခြင်းဘသူရရင်ရပြီလေအိုင်ကိုရရင်ရပြီအိုင်ရှာရမှာပေါ့နော်အဲ့ဆိုတော့ဒါဒီထုံးစံအတိုင်းတွက်ရမှာဖြစ်တဲ့အတွက်တီချာတို့ e power x ကိုမှာထားလိုက်မယ် e power x ကိုယူထားလိုက်နော် အဆိုတော့ let u equal to e power x နော်ဒါဆို dv equal to ဘာဖြစ်သွားမလဲ cos x dx ဖြစ်သွားပြီဆိုတော့ u ကိုရှိတ်မှာဖြစ်တဲ့အတွက် du equal to e power x ကိုရှိတ်ရင် e power x dx ဖြစ်မယ် dv ကို great integral dv equal to integral cos x dx ဖြစ်မယ် so dv go greater v equal to cos x go greater cos ကို greater sin sin x integral u dv equal to u v minus integral v du so ဒီ e power x cos x dx equal to u ကိုအစားတွင် u က e power x နော် v က sin x minus integral v နေရာမှာ sin x ထည့်မယ် v u နေရာမှာက e power x dx ဖြစ်မယ်เนาะအဲ့ဆိုဒီချက်ဒီ e power x လေးကိုရှေ့ဥထားလိုက်เนาะ e power x sin x เนาะ minus integral e power x sin x dx ဒါဆိုရင်ဒါလည်းမပြတ်တဲ့ မြောက်ထားတော့ tag grade လို့မရဘူးပေါ့နော်ဒီတိုင်း tag grade လို့မရတော့တဲ့အတွက်သူ့ကိုဘာလုပ်ခဲ့လဲနာမည်ပေးတော့ तू က G ဖြစ်သွားမယ်နော်ဒါဆိုရင်ဒီဘက်မှာကဒါလေးကတခြားလို့ဘာထားခဲ့တာလဲ i ထားခဲ့တာမို့လို့သူ့နေရာမှာ i အစားအသွင်းမယ် i equal to d e power x sin x နော် minus g ဖြစ်သွားမယ်ဒါကိုဘာထားခဲ့မယ် equation 1 နော်အဲ့ဒါဆိုရင် equation 1ဆိုတော့ဒီ j လေးကိုဒီချက်ထပ်ပြီး grade ရမှာဖြစ်တယ်ဆိုတော့အဲ့တော့ e power xi x ကိုထပ် grade မယ်ဆိုတော့ပုံစံပြန်ကူးမယ် integral e power x ဘာဖြစ်သွားမလဲ sin x နော် dx သူ့ဘာထားမှာ g ထားမှာနော် let g ကဲအဲ့ဒါဆို तू က g g ဆိုတော့အခုနောက်တိုင်းပဲနော် u ထားလိုက် तू let e u equal to the e power x ဖြစ်မှာเนาะ u equal to the e power x dv equal to ကဘာဖြစ်မလဲ sin x dx ဖြစ်မှာဆိုတော့ u ကို shape du equal to e power x dx เนาะဆိုတော့ဒီဘက်က integral dv equal to the integral sin x dx ဖြစ်မယ် dv က greater v sin ကို greater minus cos x formula ပြန်ရေး integral u dv equal to u b minus integral v du အဲ့ဆိုတော့ integral ဘာဖြစ်သွားမလဲ u က e power x dv က sin x dv က sin x dx equal to u က e power x minus ရှေ့ပိုးလိုက်မယ် cos x เนาะပြီးရင် minus integral v v ဆိုတော့ဒီ minus ဒါပြန်အစားအသွင်းမှာဖြစ်တဲ့တော့အဲ့ဒီ minus ကိုဒီချက် d ကိုလာမြောက်လိုက်မှာเนาะဆိုတော့ plus ဖြစ်သွားမယ် integral cos x ဒီယူနီယာမှာက e power x အဲ့ဒီ e power x ကိုလည်းဒီချက်အရှိကိုပို့လိုက်မယ်เนาะ e power x cos x ဒီ x ဖြစ်သွားမှာပေါ့နော်အဲ့ဒါဆိုရင်အရှိမကုနာကဒီချေလို e power x cos x dx ဆိုတာကဘာနဲ့တူတာလဲ e power cos x dx ဆိုတာက i ဖြစ်တယ်နော် i ဖြစ်တဲ့အတွက်ဒီချေအဲ့ဒါလေးကိုပြီးရင်ဒီ equation မှာလာပြန်အစားအသွဲမှာနော် equation 1မှာလာအစားအသွဲမှာ i ဆိုတော့ဒီချေလို equal to ဒါလေးက g နော်ဒါလေးက g minus e power ax false a အဲ့တော့ဒီဟာလေးကဒီစရုပ်ပါလေခုန i နဲ့တူတော်မှုလို့ plus i เนาะဒါဆို equation ကဒီစရုပ်ဒါက2ဖြစ်မှာ2ကိုပါလုံးလဲ1မှာအစားအသွင်းမှာဖြစ်တဲ့အတွက် equation 2ကို in 1เนาะ1ထဲမှာသွားထည့်မှာအဲ့တော့1ရဲ့ equation ကပါတယ်လေ1ရဲ့ equation က i equal to e power a sin x minus g အဲ့တော့ g နေရာမှာအခု2 equation လာထည့်မှာပေါ့เนาะအဲ့တော့ i equal to e power a sin x i equal to e power x sin x ပြင်ဂျီနီယာမှာပါတယ်မလဲ minus ဒီအဖြေလာတဲ့ဆိုတော့ဒီမှာ minus minus ဆိုတဲ့အတွက်ဒါဘာဖြစ်သွားမလဲ plus ဖြစ်သွားမယ် e power x cos x နော်ပြီးအရှိရ minus ကဒီ plus ကိုဝင်မြောက်ရင်ဘာဖြစ်သွားမလဲ minus i ဖြစ်သွားမယ်နော် minus i ဒါဆိုအဲ့ဒီ minus i ကိုဘာလုံးမှာလဲတခြားတော့ဒီဘက်ရွှေ့ပါ တော့ minus ion ဒီဘက်ရှင် plus ion ဆိုတော့ i နဲ့ i နဲ့ဆိုတော့ဘာရသွားလဲ 2ion ရသွားတယ်เนาะအဲ့တော့ 2ion equal to d ဒီဘက်မှာက e power x ကိုဒီချက်ပုံထုတ်လိုက်မယ်ဆိုတော့နောက်မှာဘာကြံမလဲဆိုတော့ sin x plus cos x ကြံမယ်เนาะ sin x plus cos x ကြံမယ်ဒါဆိုဒီဘက်မှာက2ကြံနေတာကိုဒီချက်သွားစားရမှာပေါ့เนาะ2ကိုသွားစားမယ်ဆိုရင် i equal to d d ကိုလာစားလိုက် e power x by 2ဖြစ်သွားမှာပေါ့เนาะ i equal to e power x by 2เนาะ e power x by 2 into ဘာဖြစ်သွားလဲခုန cos sin x plus cos x တဲ့ sin x plus cos x เนาะဒီအဲ့ဒါဆို i ကဒီစရုထားခဲ့တာလို့ပြောတာမဟုတ်လားပုံစံမဟုတ်လားမိခွန်းเนาะအဲ့ဒါဆိုရင်အဲ့ဒီမိခွန်းလေးဒီ e power x ပါလဲ มีคนดีอีกมาว่า x cos x dx เนาะดีมั้ยเอาบุล่ะอ่ะสรุปไอ้ i ลิ้นเนี่ยมาอะล่ะเปลี่ยนแท้ป่ะ integrate e power x cos x ကိုเปลี่ยนแท้ไล่เนาะ integrate e power x cos x dx equal to d อภิก e power x 2 sin x plus cos x plus c ဒီမှာတော့ c လာထည့်ရအောင်เนาะအဲ့ဒီ c ကြံခဲ့လို့မရအောင်နားလည်မလားကြံရမယ်เนาะအဲ့ဒါဆိုရင်เนาะဒီက integration by parts အထိကိုကောင်းကောင်းရသွားမှာဖြစ်ပါတယ်နောက်ထပ်ဗာကြံသေးလဲဆိုတော့ဒီလို partial fraction method ကြံတယ်ဒီအဲ့ဒီ method တခုပြီးရင်เนาะဗာဖြစ်သွားပြီလဲဆိုတော့အဲဒီခံပြီးပြီပေါ့เนาะဟုတ်ပြီအဲ့တော့ဒီချက်ဗီဒီယိုလေးတွေကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ